အိမ်တော်ရေးခီးလန့်မှာတရားနဲ့တရားကိုဖေးမှတ်ကူညီကြတာမျိုးရှိသလိုတချို့အိမ်တော်ရေးတွေမှာတော့စိတ်ရစစ်ဆုံမှုကြောင့်တန်တရားတွေကြောင့်တစ်ဖက်သက်ဆွဆွပြစ်နေနေတာမျိုးတွေလည်းရှိတတ်ပါတယ်။ခေပွန်းကဇနီးကိုဖြစ်ပြဲဇနီးကခေပွန်းကိုဖြစ်ပြဲမင်းဖောက်ပြန်နေတယ်မင်းလင်းငယ်နေတယ်ဆိုပြီးတော့အမြဲတမ်းတစ်ဖက်သက်ဆွဆွနေမယ်ဆိုရင်ရောဘယ်လိုမျိုးဖြစ်နိုင်မလဲ။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါ။ဒီနေ့ကျွန်တော်ပြပြမယ့်ဇာတ်လမ်းကတော့လင်းငယ်နေတယ်လို့အမြဲတမ်းအရှိမြင့်မရှိပဲဆွဆွခံနေရတဲ့ ဇတိတရားရံမှုမှာတရားရုံးကဘလို့ဆွံ့ပြက်ခဲ့တယ်လဲဆိုတဲ့အကြောင်းပါတခါကဥသိန်းရွှေနဲ့ဒေါ်တင်မြဆိုတဲ့လင်မယားနှစ်ယောက်ရှိပါတယ်တနေ့မှာဇနီးဖြစ်သူဒေါ်တင်မြကသူ့ခင်ပွန်းဥသိန်းရွှေကိုကွာရှင်းခွင့်ရဖို့တရားစွဲလိုက်ပါတယ်အဓိကအကြောင်းရင်းကတော့ခင်ပွန်းဖြစ်သူဥသိန်းရွှေကသူ့ကိုတခြားယောက်ျားတွေနဲ့ဖောက်ပြန်နေတယ်လင်းငယ်နေတယ်ဆိုပြီးတော့အမြဲတမ်းမဟုတ်မမှန်ဆွဆွနေလို့ပါပဲဒီလိုအမြဲတမ်းဆွဆွခံနေရတော့ဒေါ်တင်မြဟာစစ်စင်ရဲမှုအကြီးအကျယ်ဖြစ်နေခဲ့ပါတယ် ဒေါ်တင်မြတ်ကတရားရုံးမှာဘာတွေတင်ပြခဲ့တယ်လဲဆိုတော့သူ့အင်ကရွှေပြားများဖျားကိုလာပူတဲ့လူကြီးလူကောင်းတွေနဲ့လည်းသမုတ်တယ်သူ့ရဲ့မောင်ဝံဝဲတော်ဆက်သူနဲ့လည်းသမုတ်တယ်အမျက်ခွန်ယုံကအရာရှိပါတီယူနစ်ကလူကြီးတွေနဲ့ပါမဟုတ်မမှန်ဆွဆဲပြောဆိုခဲ့တယ်ရန်ဖြစ်တိုင်းလည်းအင်ကပစ္စည်းတွေကိုရိုက်ခွဲတတ်တယ်ဒီလိုမဟုတ်မမှန်အမြဲတမ်းဆွဆဲခံနေရလို့စိတ်ဆင်းရဲလွန်းလို့ကြွားရှင်းကျင်ပါတယ်လို့တင်ပြခဲ့ပါတယ်ဒေါ်တင်မြတ်ဘက်ကသူစကားကိုထောက်ခံပေးမဲ့လူသက်သေတွေလည်းရှိခဲ့ပါတယ် အရေးကြီးဆုံးတက်တွေကတော့ယောက်ျားဖြစ်သူဦးသိန်းရှိကိုတိုင်းသူမိမကိုဆွဆဲတဲ့အကြောင်းတွေရေးထားတဲ့စာနာဆောင်ကိုတရားရုံးမှာတက်တွေအဖြစ်တင်နိုင်ခဲ့ပါတယ်။ဦးသိန်းရှိဘက်ကတော့သူမိမတကယ်ဖောက်ပြန်ပါတယ်ဆိုတဲ့တက်တွေအထောက်ထားတစ်ခုမှမပြနိုင်ခဲ့ပါဘူး။တရားရုံးကဘယ်လိုဆုံးဖြတ်ခဲ့တယ်လဲဆိုရင်မြန်မာတလေထုံတမ်းဥပဒေအရရက်ဆက်မှုဆိုတာဟာအင်တောင်ရင်ပြစ်မှုတစ်ခုဖြစ်ပြီးတော့ကွာရှင်းခွင့်တောင်းနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။အရေးကြီးတာကရက်စမှုဆိုတာဟာရိုက်တာနှက်တာလိုမျိုးကိုယ်ခန္ဓာကိုနာကျင်အောင်လုပ်တာတခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး စစ်ကိုဆင်းရဲဒုက္ခရအောင်လောက်တာမျိုးကလည်းရက်ဆက်မှုမှာအကျုံးဝင်ပါတယ်ဒီအမှုမှာဆိုရင်ယောက်ျားဖြစ်သူဦးသိန်းရွှေကသူ့ဇနီးကိုဘာသက်တည်းအထောက်ထားမှမရှိပဲတခြားယောက်ျားတွေနဲ့ဖောက်ပြန်နေတယ်လို့အများရန်ဆွဆွနေတာဟာဒေါ်တင်မြအတွေ့အကြီးအကျယ်စစ်ဆင်ရေးစေခဲ့ပါတယ်ဒါဟာစိတ်ပိုင်းဆိုင်ရာရက်ဆက်မှုဖြစ်တယ်လို့တရားရုံးကသုံးသပ်ပါတယ်ဒါကြောင့်ပထမတရားရုံးကဇနီးဖြစ်သူဒေါ်တင်မြကိုအနိုင်ပေးပြီးတော့ကွာရှင်းဝင်ပြုလိုက်ပါတယ်ဒါပေမဲ့ဇလန်ကမပြီးသေးပါဘူး ဦးသိန်းရွှေကဒီဆုံးဖြတ်ချက်ကိုမကျေနပ်လို့ဘ ਹੁ တရားရုံးကိုအယူခံဆက်တက်ခဲ့ပါတယ်။ဘ ਹੁ တရားရုံးကလည်းမူလတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်တယ်လို့ဆက်လက်အတည်ပြုပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့လင်ယောက်ျားတယောက်ဟာကိုယ်စနစ်အပေါ်မှာအမြဲတမ်းမဟုတ်မမှန်ဆွဆွေးနေတာဟာဥပဒေအရရက်စက်မှုပြောက်တယ်။ဒါကြောင့်ဇနီးဖြစ်သူမှာကွာရှင်းခွင့်အပြည့်အဝရှိတယ်ဆိုပြီးတော့ဦးသိန်းရွှေရဲ့အယူခံကိုပတ်လည်လိုက်ပါတယ်။ဒါဒီအမှုကလည်းကျွန်တော်တို့ဘာတွေသိရမလဲကြည့်အောင်ပါ။ ိမ်တော်ရင်မှာကုထေးလက်ရောက်ထိခိုက်အောင်လုပ်တာမှရစက်မှုမဟုတ်ပါဘူးတဖက်သားကိုစီစင်ရဲအောင်ဂုံသိခါကြဆင်းအောင်အမြဲတမ်းမဟုတ်မမှန်ဆွတ်ဆဲပြုတ်ဆင်နေတာမျိုးကလည်းဥပဒေအရပွာရှင်းခွင့်ရနိုင်တဲ့ရစက်မှုမြောက်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဇလန်အတွက်1950ချဲမြန်မာနိုင်ငံတရားစီရင်ထုံးဦးသိန်းရွှေနဲ့ဒေါ်တင်မြတရမပထမအယူခံမှုကိုအဓိကကိုကတင်ပြခဲ့တာပါဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိုက်မယ်လို့မျှော်လင့်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ